ကူညီထောက်ပံ့ပေးနေသူတွေအတွက်လမ်းညွှန်ချက်များခက်ခဲတဲ့ကာလတွေမှာတခြားသူတွေကိုကူညီပေးတယ်ဆိုတာတတိရှိရှိနဲ့ဟန်ချက်ညီညီလုပ်ဖို့လိုအပ်ပါတယ်ကိုလုံနိုင်တဲ့အတိုင်းအတာကိုတည်ထားပြီးကိုရဲ့ကိုပိုင်စိတ်ခံစားချက်တွေကိုနားလည်ထားခြင်းဟာကိုရောစိတ်ပါပင်မနှွမ်းကြမသွားစေဖို့ကာကွယ်နိုင်တဲ့နည်းလမ်းကောင်းပါ။ ိုကိုကိုအနာပေးတာကိုယ်တိုင်မရင်လဲသွားပဲတခြားသူတွေကိုပိုကူညီပေးနိုင်ဖို့ဆိုတာမမေ့ပါနဲ့ကိုရဲ့တတ်နိုင်စွမ်းနဲ့ကိုကူညီနိုင်တဲ့အတိုင်းအတာကိုသိနာလဲထားဖို့ကတကယ်ကိုအရေးကြီးပါတယ်ကိုကိုကိုပုံမှန်စစ်ဆေးနေပြီး လိုအပ်လာတဲ့အခါမှာအနားယူပါကိုကိုကိုဂယူစိုက်တာကတခြားသူတွေကိုပို့ပြီးထိရောက်စွာကူညီနိုင်မှုကြံ့ခိုင်မှုနဲ့စိတ်ခွန်အားတွေရစေပါတယ်ကူညီထောက်ပံ့ပေးနေသူတွေမှာလည်းအချင်းချင်းအပြန်အလှန်ကူညီပေးဖို့ကအရေးကြီးပါတယ် ကိုလိုတခြားကူညီပေးနေသူတွေနဲ့လည်းပုံမှန်တွေ့ဆုံဆွေးနွေးတာတွေအချင်းချင်းအပြန်အလှန်ကြံပြူတာတွေလှုပ်ဆောင်ပါကိုကိုရိုင်းအတွက်လည်းအကူအညီတောင်းယူနိုင်တယ်ဆိုတာတတိယပါကိုရဲ့ခံစားချက်တွေကိုတခြားသူတွေနဲ့ဝင်မြပြောဆိုတာစိတ်ခွန်အားကိုတိုးစေတဲ့အပြင် ကိုတယောက်တည်းဒီလိုခံစားနေရတာမဟုတ်ဘူးဆိုတာကိုပါတတိယစီမှာပါ ကိုကိုကိုပုံမှန်ဂီယူဆိုင်တဲ့လေ့ကျင့်တွေနဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရေးပိုတိုးလာဖို့လေ့ကျင့်ယူပါစိတ်တည်ငြိမ်အေးချမ်းမှုကိုအာရုံစိုက်တာဝါသနာပါတဲ့ဖန်တီးမှုတွေလုပ်တာပေါပပပါလှုပ်လို့ရတဲ့ကိုခန္ဓာလှုပ်ရှားမှုလုပ်တာတွေဟာစိတ်ကိုငြိမ်သက်စေပြီးလန်းဆန်းကြည်လင်စေပါတယ်ဒီလိုလေ့ကျင့်ခန်းတွေပုံမှန်လှုပ်ဆောင်ခြင်းဟာစိတ်သက်သာငြိမ်သက်မှုရဖို့ ူညီပေးနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာခံနိုင်ရေးပို့တိုးလာဖို့အလေးအကျင့်တွေဟာစိတ်တည်ငြိမ်အေးချမ်းမှုကိုအာရုံစိုက်တာဝါဒနာပါတဲ့ဖန်တီးမှုတွေလောက်တာကိုခန္ဓာလှုပ်ရှားမှုလောက်တာ ကိုကိုကိုအတိတ်တည်းရှိဖို့လိုရတဲ့လေ့ကျင့်ခန်းတွေဟာစိတ်ကိုတည်ငြိမ်ငြိမ်သက်စေပါတယ်။နှာခေါင်းကနေလေကိုဝအောင်ရှူသွင်းပြီးခနာအောင်ကနှာခမ်းကနေဖြည်းဖြည်းချင်းလေပြန်ထုတ်တဲ့အသက်ရှူလေ့ကျင့်ခန်းကိုလုပ်ပါ။ဒါမှမဟုတ်ခြေထောက်တွေကိုမြေပြင်ကျမ်းမြင်မှာအပြန့်လိုက်ထိနေထားပြီးထိတွေ့နေတဲ့ခံစားမှုကို အာရုံစိုက်ထားပါ။ ဒီလိုနီးလန်းတွင်နဲ့စိတ်ကိုပြန်လည်ငြိမ်သက်အသည့်ဝင်လာအောင်လှုပ်ဆောင်နိုင်ပါတယ်အသက်ရှူလေးခြင်းငန်လေးလိုက်လုပ်ကြည့်အောင်နော်နှာခေါင်းကနေလေကိုဝအောင်ရှူသွင်းမယ်ခနာလေးအောင်ထားမယ်နှာခေါင်းကနေဖြည်းဖြည်းချင်းလေကိုပြန်ထုတ်မယ်နောက်တစ်ခါလေကိုဝအောင်ရှူသွင်းမယ် ခဏလေးအောင့်ထားမယ်။နှခမ်းကနေဖြည်းဖြည်းချင်းလေးကိုပြန်ထုတ်မယ်။လေးကိုရှုသွင်းမယ်။ခဏလေးအောင့်ထားမယ်။နှခမ်းကနေဖြည်းဖြည်းချင်းလေးကိုပြန်ထုတ်မယ်။နောက်လေးခြင်းငံတစ်ခုလောက်ဖို့啊အရင်ဆုံးမြေပြင်ချမ်းပြင်ကို ကိုချောင်နဲ့အပြန်လိုက်ထိနှင်ထားပါပြီးရင်ခြေချောင်းလေးတွေကိုကိုေးလိုက်ဆန်းလိုက်ဘယ်ညာလှုပ်လိုက်အချိန်အနည်းငယ်လှုပ်ကြည့်ပါအဲ့လိုလှုပ်နေတဲ့အချိန်မှာကိုခြေဘွားမှာဖြစ်ပေါ်လာတဲ့ခံစားချက်လေးတွေကိုတတိပြုဆန်းစစ်ကြည့်ပါ စိတ်ရှုပ်ထွေးပြင်းထန်လာတဲ့အချိန်မျိုးမှာဖိုးပီလေးချင်ကစိတ်ကိုပြန်လည်ငြိမ်သက်စေနိုင်ပါတယ်ပထမဆုံးက break စိတ်ခံစားချက်ပြင်းထန်နေတာတွေကိုရပ်တန့်ဖို့လက်ဖနှောက်မှာအားပြုပြီးလက်ဖွားနှစ်ဖက်ကို အပြန်အလှန်တွန်းပါကိုယ်စိတ်ခံစားချက်ပြင်းပြင်းသလောက်အားထည့်တွန်းပြီးစိတ်ကိုလက်ဖနှောက်ကတင်းအားစီမှာအာယုံစိုက်ထားပါ ြီးရင် breathe တက်ရှူပါနှာခေါင်းကနေလေကိုရှူသွင်းပြီးခဏအောင်ကစိတ်ထဲကနေ1 2 3 4ရီပြီးမှနှာခေါင်းကနေဖြည်းဖြည်းချင်းလေကိုပြန်ထုတ်ပါပြီးတော့ brain ဥနောက်ပြန်ပြီးနိုးကြလာအောင်ဥကောင်းခွန်တစ်ခုလုံးကိုယ့်ရဲ့လက်ထိတ်လေးတွေနဲ့ခန္ဓာရင်ရှိသလောက်အားထည့်ပြီး တဖွာဖွာခောက်ပေးပါနောက်ဆုံး praise ကတော့လုံကြုံနေဆိုတဲ့ခံစားချက်ရအောင်ကိုကိုကိုပြန်လဲပွေဖတ်ထားသလိုပခုံးပေါ်လက်နှစ်ဖက်ကိုအရှိရနေရှက်ခါတင်ပြီးလက်ဖွားနဲ့တလဲစီပခုံးပေါ်ကိုပုတ်ပေးပါစိတ်ကိုပြန်လဲတည်ငြိမ်စေတဲ့ phobia လေးခြင်းငံတွေဟာ break လက်ဖနှောင်းမှာအားပြုပြီးလက်ဖွားနှစ်ဖက်ကိုအပြန်လန်တွန်းပါ breathe စိတ်ထဲကနေရေးတွက်ပြီးလေကိုရှူသွင်းရှူထုတ်လုပ်ပါ brain ဥကောင်းတစ်ခုလုံးလက်ထိတ်လေးတွေနဲ့တဖွာဖွာခောက်ပေးပါ brace ကိုကိုကိုပွေဖက်ထားသလိုလက်တွေကိုပခုံးပေါ်တင်ပြီးပုတ်ပေးပါ ားသူတွေကိုကူညီပေးတယ်ဆိုတာကိုကိုကိုဂယူဆိုင်တာနဲ့အရင်စတင်တင်ပါတယ်ကိုကိုကိုပုံမှန်ဂယူဆိုင်တာစိတ်ကြံ့ခံအောင်လေ့ကျင့်တာနဲ့ကိုလိုအပ်ချက်တွေကိုတတိထားနားလည်တာတွေဟာပိုပြီးထိရောက်အောင်ကူညီပေးနိုင်တဲ့သူဖြစ်လာစေပါတယ်ကျင်နာစာနာတတ်ဖို့ဆိုတာကိုကိုကိုကျင်နာစာနာခြင်းအနေစတင်ပါတယ်